တချိန်လုံးကဟောဒီဝေပုံလတောင်ဟာပါရှိနာဝန်သားဆိုတဲ့နာမည်နဲ့ထင်ရှားခဲ့ဘူးတဲ့အဲ့ဒီတုန်းကလူသားမျိုးနွယ်တွေကိုတီဝရမျိုးနွယ်လို့ခေါ်တယ်နှစ်ပေါင်း၄000အသက်ရှည်ကြတောင်ကြီးက၄ရက်တက်ပြီ၄ရက်ဆင်းရလောက်အောင်မြင့်မားတယ်အဲ့ဒီခေအဲ့ဒီခါတုန်းကလောကသုံးပါးမှာကောက်ကုတန်မြတ်စွာဘုရားထင်ရှားပွင့်ခဲ့တယ်ဝိဓုဒာနဲ့တင်စီဝါဆိုတဲ့လက်ဝဲတော်ရင်လက်ရတော်ရင်အက္ခတဝကနှစ်ပါးဖြစ်ထွန်းတော်မူခဲ့တယ်ယဟန်တို့ကြည်ပါအဲ့ဒါတွေအခုဘာမှမရှိတော့ဘူးတဲ့ပါရှိနာဝန်သားဆိုတဲ့နာမည်လေးပျောက်သွားပြီ နှစ်ပေါင်း၄000အသက်ရှည်ကြတဲ့တိဝရလူမျိုးတွေလည်းမကြမ်းတော့ဘူးကာကုတံဘုရားရှင်ကိုရမြတ်ကြီးလည်းပရိနိဗ္ဗာန်ဆန်းသွားပြီရန်တာရှင်မြတ်တွေလည်းအကုန်လုံးပရိနိဗ္ဗာန်ဆန်းသွားကြပြီဒါကြောင့်မလို့သင်္ခါရတရားတွေဆိုတာအဲ့ဒါလိုမမြဲတဲ့သဘောမခိုင်းတဲ့သဘောမတက်တာတဲ့သဘောရှိတယ်အဲ့ဒီလိုမကောင်းမွန်တဲ့အတွက်ကြောင့်ဒီသင်္ခါရတရားတွေရဲ့ပုံမှာပြင်းပြင်းထန်ထန်ကြီးငွေခြင်းကတဲ့ဆွဲမဲ့မှုကင်းခြင်းကတဲ့လွတ်မြောက်ခြင်းကတဲ့တဲ့ဒါမြန်မာပြန်ရိုးရိုးလေးပြောကြည့်တာဟုတ်လားအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားဒေသနာကိုဆက်ဟောတယ်ရန်တို့တဲ့ဒီလိုနဲ့ ကာလအလွန်အလွန်ကြာလာတဲ့အချိန်မှာဟောဒီဝေပုံလာတောင်ကြီးရဲ့နာမည်ကပဲပါရှိနဝန္တဆိုတဲ့နာမည်ပျောက်ပြီးတော့ဝင်ကကဆိုတဲ့နာမည်နဲ့ထင်ရှားလာပြန်နေတဲ့ဟောတောင်ကြီးရဲ့နာမည်ကဝင်ကကတဲ့နော်တောင်ကမပြောင်းလဲဘူးနာမည်တွေကပြောင်းနေတယ်ဟုတ်လားအဲ့ဒီခေအဲ့ဒီခါတုန်းကဝင်ကကတောင်ရဲ့ဝင်းကျင်မှာနေကြတဲ့လူသားမျိုးနွယ်တွေကိုကြတော့ရောဟိတတလူမျိုးတွေလို့ခေါ်လေတဲ့အဲ့ဒီရောဟိတတလူသားမျိုးနွယ်တွေဟာနှစ်ပေါင်း3000ကျောင်းအသက်ရှည်ကြတယ် သူတို့တွေကအဲ့ဒီဝင်ကကတောင်ပေါ်ကိုရောက်ချင်တယ်ဆိုလို့ရှိရင်3ရက်တည့်ရတယ်ဆင်းကျင်ရ3ရက်ဆင်းရတယ်အဲ့ဒီခေအဲ့ဒီခါတုန်းကလောက3ပါးမှာကောနာကုံဆိုတဲ့မြတ်စွာဘုရားထင်ရှားပွင့်ခဲ့တယ်အဲ့ဒီကောနာကုံမြတ်စွာဘုရားမှာဘိညောတနဲ့ဥတ္တရမထေရဆိုပြီးတော့လက်ရတော်ရန်လက်ဝဲတော်ရန်အက္ခတဘကနှစ်ပါးဖြစ်ပေါ်ခဲ့တယ်ဒါတမိုင်းကြောင့်ကိုပြောတာနော်ပတ္ထရဘိကွေရန်တို့ကြည်ပါတဲ့ဟောညနေစဉ်းစားခိုင်းတာပဲအဲ့ဒါကိုလေတာစီဝိမတ္တပပ္ပတ္တတမေညာအန္တရာဟိတာ ဝင်ကကဆိုတဲ့တောင်ကြီးရဲ့နာမည်ကပျောက်ကွယ်သွားခဲ့ပြီတိဆတ်မနုဿာကာလင်ကတာနှစ်ပေါင်း3000အသက်ရှည်ကြတယ်ရောဟိတန္တလူသားမျိုးနွယ်တွေတရားအောင်မှမကြံတော့ဘူးတဲ့သောစာဘဂဝါပြိဋိဘုတော်လောကသုံးပါးမှာအထွတ်အထိပ်ဖြစ်တော်မူခဲ့တဲ့ကောဏကုံမြတ်စွာဘုရားရှင်ကောဏမြတ်ကြီးလည်းပြိဋိဘံဆံသွားပြီအေဝံသင်္ခါရဘိက္ခုယအနိစ္စအေဝံသင်္ခါရအတုဝအေဝံသင်္ခါရအနတ္တတိကဒီစကားလုံးလေး၃လုံးတော့အဋ္ဌိပအောင်ယူသွားနော်သင်္ခါရတရားတွေဆိုတာအဲ့ဒါလိုမတီးမြဲတဲ့သဘောရှိတဲ့အနိစ္စ မခိုင်မာတဲ့သဘောရှိတယ်အတုဝမတက်တာတဲ့သဘောရှိတယ်အနတ္တတိကဒါကြောင့်ဒီသင်္ခါရတရားတွေရဲ့ပုံမှာနိဗ္ဗာန်တိတုံညင်းွေခြင်းကအလမေဝတင်လာတည်တာတည်းဝိရဇိတုံဆွဲမဲ့မှုကင်းခြင်းကအလံတင်လာတည်တာတည်းဝိမုတ်ရှိတုံလွတ်မြောက်ခြင်းကအလံတင်လာတည်တာတည်းဒီစကလုံးသုံးလုံးလည်းပအောင်ယူသွားဟုတ်လားနိဗ္ဗာန်တိတုံဝိရဇိတုံဝိမုတ်ရှိတုံနိဗ္ဗာန်တိတုံဆိုတာဘာတော့ညင်းွေခြင်းကဝိရဇိတုံဆိုတာဘာတော့ဆွဲမဲ့မှုကင်းခြင်းကဝိမုတ်ရှိတုံဆိုတာလွတ်မြောက်ခြင်းကဟုတ်လား ဒါမျက်စွာပဲဖြစ်စေခြင်းနဲ့ဆန္ဒပေါ့အဲ့ဒီအပိုင်လေးဟောပြီးတော့မျက်စွာပြတတ္တိယပိုက်ဆက်ပြီးတော့ဒေသနာကိုဟောတော်မူလေယဟန်တို့တဲ့ဒီလိုနဲ့ကာလအလွန်ကြာလာတဲ့အချိန်မှာဟောဒီဝေပုံလာတောင်ကြီးရဲ့အဲ့ဒီဝင်ကခဆိုတဲ့နာမည်ဟာပျောက်ကွယ်သွားပြီးတော့သူပတ္တဆိုတဲ့နာမည်နဲ့ထင်ရှားလာပြန်နေတဲ့သူလည်းလောကဇက်ခုံမှာလောကဓာတ်အမျိုးမျိုးနဲ့အပြောင်းအလဲမျိုးမျိုးနဲ့သွားနေတာပေါ့ဟုတ်လားအဲ့ဒီတော့ငါအဲ့ဒီသူပ္ပတတောင်ကြီးရဲ့ဝန်းကျင်မှာရှိကြတဲ့လူသားမျိုးနွယ်တွေကိုကြတော့တုတ်ပိယမျိုးနွယ်တွေလို့ခေါ်လေတဲ့ အလွန်ချစ်စရာကောင်းတဲ့လူသားမျိုးနွယ်တွေလို့အတိပ္ပယ်ရမယ်ပေါ့နော်။တောင်ကြီးကလည်းအလွန်ကြည့်လို့ကောင်းတဲ့ရှုခင်းလှတဲ့တောင်ကြီးပေါ့။အဲ့ဒီတုပ္ပိယမျိုးနွယ်လူသားတွေဟာနှစ်ပေါင်း2000ကျော်အောင်တက်ရှိကြတယ်တဲ့။သူတို့တွေကအဲ့ဒီသူပ္ပန္တတောင်ကြီးဘုံရောက်ချင်တယ်ဆိုလို့ရှိရင်နှစ်ရက်တည်းရတဲ့ဆင်းကျင်ရင်နှစ်ရက်ဆင်းရတယ်။အဲ့ဒီခေအဲ့ဒီခါတုန်းကလောကသုံးပါးမှာကတ္တပဆိုတဲ့မြတ်စွာဘုရားထင်ရှားဖွင့်ခဲ့တယ်။တိတ်တာနဲ့ဘာရဒါဇာဆိုတဲ့အက္ခတဝကမထေမြတ်ကြီးနှစ်ပါးမြတ်စွာဘုရားရဲ့အလုပ်ကျွေးဖြစ်ခဲ့တယ်။ဟုတ်လားအက္ခတဝကဖြစ်ခဲ့တယ်ပေါ့နော်။ ရဟန်းတို့ကြည်ပါတဲ့အဲ့ဒီတုန်းကဟောဒီဝေပုံလတောင်ကြီးရဲ့သူပတ္တဆိုတဲ့နာမည်ကပျောက်ွယ်သွားခဲ့ပြီနှစ်ပေါင်း2000အသက်ရှည်ကြတယ်လို့ဆိုတဲ့နော်တုတ်ပိယမျိုးနယ်လူသားတွေအကုန်လုံးသိဆုံးသွားကြပြီလောကသုံးပါးမှာအထုထိပ်ဖြစ်တော်မူရဲ့ကတ္တဗဗျာရှင်ကုရမကြီးလည်းပြိဋိဘံရှင်သွားပြီသင်္ခါရတရားတွေဆိုတာအဲ့ဒါလိုမတီမြဲတဲ့မခိုင်မာတဲ့မသက်တာတဲ့သဘောရှိတယ်အနေစာအတုဝအနတ္တတိကဟုတ်လားဒါကြောင့်မလို့ဒီသင်္ခါရတရားတွေရဲ့ပုံမှာ နိဗ္ဗာန်တိတုံညင်းငွေခြင်းကဝိရဇိတုံဆွဲမဲ့မှုကင်းခြင်းကဝိမုတ်ရှိတုံလွတ်မြောက်ခြင်းကအလံတင်လာသေးတာဒီပြောပုံဒီအလွန်မှကောင်းတယ်နော်မှတ်သားစရာကောင်းတယ်ဟုတ်လားတချိန်လုံးကဖြစ်ခဲ့တဲ့အနေအထားတွေကိုပြောပြီးတော့သုံးသပ်ပြတာဘယ်လောက်ထိတောင်မှနော်အနှစ်သားရှိတယ်လဲဆိုတာကိုစဉ်းစားဟုတ်လားအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားဒေသနာကိုဟောတယ်တဲ့ယဟန်တို့တဲ့အဲ့ဒါလို့ ਨੇ ကာလကြာလာပြီးတော့ဒီကနေ့ဒီအချိန်ခါအခုချိန်ခါပြစ္ဆုတ်ပံရောက်လာပြီနော် ဟောဒီဝေပုံလာတောင်ကြီးရဲ့နာမည်ဟာဝေပုံလာဆိုတဲ့နာမည်နဲ့ပဲအခုထင်ရှားနေနေတဲ့ဒီပုံလာတောင်ကြီးရဲ့ဝန်းကျင်မှာနေကြတဲ့လူသားမျိုးနွယ်တွေကိုကြတော့မဂရကမျိုးနွယ်တွေလို့ခေါ်တယ်တဲ့မဂရလူမျိုးတွေသူတို့ရဲ့တတန်းကဘယ်လောက်ရှည်တုံးဆိုတော့နှစ်ပေါင်း100ပို့ရင်နဲ့နဲ့ဒီမဂရလူမျိုးတွေဟောဒီဝေပုံလာတောင်မပေါ်ရောက်ချင်တဲ့ဆိုရင်တမုတ်ချင်းတက်လို့ရတယ်တမုတ်ချင်းဆင်းလို့ရတယ်တောင်ကြီးကလည်းအလွန်နှိမ့်သွားတယ်နော် ဒီအချိန်ဒီအခါကာလမှာငါဘုရားရှင်ကိုရမြတ်ကြီးတစ္ဆာလေးပါးကိုသိမြင်လို့တပည့်ညွတ်ညံကိုရလို့ဘုရားဖြစ်ခဲ့တယ်။ရှင်သာရိပုတ္တရနဲ့ရှင်မဘောက်ကလန်ဆွေပြီးတော့အက္ခတာဝကအစုံဖြစ်ပေါ်ခဲ့တယ်။ဒါကိုလည်းပဲမြတ်စွာဘုရားဘာလို့ခိုင်းတော့စဉ်းစားခိုင်းနေကြည်ခိုင်းတယ်။ပတ္တထဘိတ်ကိုရမ်းလို့ကြည်ပါတဲ့။ဟောဒီဝေပုံလားတောင်ကြီးရဲ့ဒီဝေပုံလားဆိုတဲ့နာမည်ကတစ်ချိန်မှပြောက်ွယ်သွားအောင်မေးတဲ့။ဒါလို့မရဘူးနော်။အနေဆက်ဆက်ရမ်းတရားကြီးကိုဘုရင်တို့တားလို့မရဘူးဟုတ်လား။ နှစ်ပေါင်းတရာအသက်ရှည်ကြတယ်ဆိုတဲ့ဟောဒီမကရလူမျိုးတွေတရားမှကြံပါမဖို့တဲ့အချိန်မှာအကုန်လုံးတည်ဆုံသွားလိမ့်မယ်။ရာရှင်ကိုရောမြတ်ကြီးလည်းပဲပြိဋိဘံဆန်းသွားလိမ့်မယ်။ငါဖျားလည်းပြိဋိဘံဆန်းသွားလိမ့်မယ်။ဒါကြောင့်သင်္ခါရတရားတွေဆိုတာအဲ့ဒါလိုမတီးမြဲသောမခိုင်မာသောမတတ်တာသောသဘောရှိတယ်။ဒါကြောင့်ညီငွေခြင်းကဆွဲမမှုကင်းခြင်းကလွတ်မြောက်ခြင်းကတဲ့နေ။